ဖရားရဲ့တကူတော့ကျွန်တော်တို့ရဲ့အတ္တတာမှာဘာလို့မတက်ရောက်တာလဲဆိုရယ်ပတ်သက်ပြီးကျွန်တော်ဝေမျှခဲ့ပြီးပြီဖြစ်ပါတယ်။နံပါတ်1ကျွန်တော်တို့ရဲ့တက်တာမှာဖရားရဲ့တကူတော့မတက်ရောက်ရခြင်းအကြောင်းရင်းဟာကျွန်တော်တို့ဟာဖရားပေါ်မှာအာယုံစိုက်ရမယ့်အစားအကန့်အသတ်ရှိတဲ့ကျွန်တော်တို့ရဲ့အခြေအနေတွေကိုအာယုံစိုက်တဲ့အတွက်ကြောင့် ကျွန်တော်ရဲ့တတ်တာမှာဖရားရဲ့တကူတော့ဖရားပြုတဲ့အမှုတစ်ကိုမခံစားရတာဖြစ်ပါတယ်ဒီနေ့မှာလဲကျွန်တော်ဝင်မြပေးခြင်းတဲ့အကြောင်းကတော့ကျွန်တော်ရဲ့အတ္တမှာဖရားတခင်ရဲ့တကူတော့ဘာလို့မတက်ရောက်ရတာလဲဆိုအကြောင်းရဲ့နဲ့ပတ်သက်ပြီးနံပါတ်1ချက်ကိုကျွန်တော်ဝင်မြပေးသွားခြင်းတာဖြစ်ပါတယ်နံပါတ်1ချက်ကတော့ကျွန်တော်ရဲ့အတ္တမှာဖရားရဲ့တကူတော့ဖရားရဲ့နမိတ်လက္ခဏာမတက်ရောက်ရခြင်းအကြောင်းရင်းကကျွန်တော်တို့ဟာကျွန်တော်ရဲ့ကြီးမြတ်တဲ့ဖရား တတ်နိုင်တဲ့ဖျားကိုကျွန်တော်တို့ကအာယုံစိုက်ရမယ်အစားကျွန်တော်တို့ကြုံရတဲ့ပြဿနာကျွန်တော်တို့တွေ့နေရတဲ့အခက်အခဲရဲ့အရွယ်အစားကိုတအားအာယုံစိုက်လွန်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဥပမာအားဖြင့်အစင်မပြေတဲ့အခါမှာကျွန်တော်တို့ကအစင်ပြေအောင်လှုပ်ပေးတဲ့ဖျားကိုပိုအာယုံ စိုက်ရမယ်အစားကျွန်တော်တို့ရဲ့အစင်မပြေခြင်းတွေကိုပဲကျွန်တော်ပိုအာယုံစိုက်တယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့အထင်းမှာယုံကြည်ခြင်းတွေပျောက်လာတယ်။ဆွေးဆိုးရိမ်မှုတွေဝင်လာတယ်။ကြောက်စိတ်တွေဝင်လာပြီးတော့မ ဖရာခင်ပေါ်မှာယက်တီခြင်းစိမ့်မရှိတဲ့အတွက်ကြောင့်ဖရာရဲ့တကူတော့မတက်ရောက်လာဘူးဖြစ်တယ်။အဲ့ဒီတော့ဖရာရဲ့တကူတော့ကျွန်တော်တို့ရဲ့အတ္တတမှာမတက်ရောက်ခြင်းအကြောင်းရင်းနံပါတ်1ကဘာလဲဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အကန့်တမဲ့တဲ့ဖရာကြီးမြတ်တဲ့ဖရာကိုအာယုံဆက်ရမယ်အစားကျွန်တော်တို့ရဲ့ပြဿနာရဲ့အရွယ်အစားကိုတအားကြည့်လို့တကြောင်ဖြစ်ပါတယ်။တပည့်တော်တွေကယေရှုခရစ်တော်စီမှာ လာပြီးမှဒီလူ9တော်မကတော့လူကိုကျွန်တော်တို့ကြွေးမွေးဖွင့်ရတဲ့ကျွန်တော်တို့ရဲ့လက်ထဲမှာငါးကလေးနှစ်កောင်ပဲရှိပါတယ်လို့ပြောတယ်။တကယ်တပည့်တကယ်တမ်းပြောမယ်ဆိုရင်တပည့်တော်တွေဟာဘာကိုအာယုံတအားစိုက်တယ်လဲဆိုရင်ယေရှုခရစ်တော်ကိုကြော်ပြီးတော့မှသူတို့ယဉ်ဆိုင်နေရတဲ့ဒီလူ9000မကတော့တူတွေကိုငါတို့ဘယ်လိုကြွေးမလဲလူအုပ်ကြီးရဲ့အရွယ်အစားကိုတွတ်ကြည့်တယ် နော်လူအုပ်ကြီးကိုရည်တဲ့ခါမှာအမျိုးသမီးကြီးပဲနော်ယောက်ယောက်ျားကြီးပဲ9000ရှိပြီအမျိုးသမီးနဲ့ကလေးကိုထဲမတွက်ထအောင်အမျိုးသမီးနဲ့ကလေးကိုပါထဲတွက်မယ်ဆိုလူအုပ်ကြီးက9000မကောက်အောင်တောင်ကြီးပိုင်းလောက်ဖြစ်သွားနိုင်တယ်အဲ့ဒီတော့ကြောင့်တပည့်တော်တွေကခေါင်းကိုက်တယ်ငါတို့ဒီလူအုပ်ကောင်ကိုဘယ်လိုကြွေးရမှာလဲငါတို့ဒီလူအုပ်ကောင်ကတော့ဘယ်လိုထောက်ပံ့ရမှာလဲငါတို့လက်ထဲမှာကငါးနှစ်ကောင်နဲ့မုံငါးလုံးအဲ့ဒါကကလေးတယောက်စာပဲရှိတယ်လူကြီးတယောက်ဆိုရင်ဝတော့မဝအောင်ငါတို့ဘယ်လိုဖြေရှင်းမလဲဆိုပြီးသူတို့တွေစိတ်ပင်ပန်းကြတယ် သူတို့တွေခေါင်းကိုက်ကြတယ်သူတို့တွေကြောက်စိတ်တွေဝင်လာကြတယ်ဒီကနေ့မိတ်ဆွေရဲ့တတ်တာမှာကြောက်စိတ်တွေစိုးရိမ်စိတ်တွေ ်ပူပန်စိတ်တွေဘာလို့နှလုံးသားထဲမှာအယံပြေးလာရတာလဲဆိုရင်မိတ်ဆွေကမိတ်ဆွေရဲ့ပြဿနာအရွယ်အစားကိုတအားကြည့်တဲ့အတွက်ကြောင့်ဖြစ်တယ်မိတ်ဆွေကပြဿနာအရွယ်အစားကိုမိတ်ဆွေတအားကြည့်ရင်ဘယ်တော့မှမိတ်ဆွေအဲ့ဒီပြဿနာကိုအနိုင်ယူနိုင်မှာမဟုတ်ဘူးအဲ့ဒီအခက်ခဲကိုမိတ်ဆွေကြော်လွားနိုင်မှာမဟုတ်ဘူးအစ်တွေလာလူမျိုးတွေကိုဖယားရခင်ကနှုတ်နဲ့ပြားရည်စီးတဲ့ပြီးကိုအမွေပေးတဲ့အခါမှာသူတို့အရင်ဆုံးရင်ဆိုင်ရတာကအဲ့ဒီနှုတ်နဲ့ပြားရည်စီးတဲ့ပြီးမှနေနေတဲ့တကယ့် လူတန်ကြီးတွေကိုရင်ဆိုင်ရတာဖြစ်ပါတယ်နော် လူတန်ကြီးတွေရင်ဆိုင်ရတဲ့အခါမှာဒီလူတန်ကြီးတွေရဲ့စောက်ထားတဲ့မြို့ရိုးဒီလူတန်ကြီးတွေရဲ့ body structure ပုံစံတွေကိုကြည့်ပြီးအစ်တလက်လူမျိုးတွေကစိတ်ပြက်ကြပါတယ် ဖယားတဲ့ကငါအဲ့ဒီစိတ်ပြတ်တဲ့လူတွေကိုခံနံပြီးဝင်စားခွင့်မပေးခဲ့ဘူး။ဘသူတွေကိုပဲဝင်စားခွင့်ပေးခဲ့လဲဆိုရင်အဲ့ဒီလူတွေရဲ့စိုက်အရွယ်စားမျိုးရိုးရဲ့ခိုင်ခန့်မှုတွေကိုကြည်တာမဟုတ်ဘဲနဲ့တတ်ဆွမ်းခြင်းဖယားလုံနိုင်ခြင်းဖယားကိုကြည်တဲ့ယောရှုနဲ့ကာလတ်နဲ့၁၈နှစ်အောက်လူတွေကိုပဲဖယားကအဲ့ဒီနှုတ်နဲ့ပြားရစီတဲ့ပြည်ကိုဝင်စားခွင့်ပေးတာကိုတွေ့ရတယ်။ဒါအထူးခြားချက်ပါ။ ်ကျွန်တော်တို့တွေကျွန်တော်တို့ထက်တာတဲ့ကျွန်တော်တို့ရဲ့အဆင့်ထက်ကျော်တဲ့ level တွေကိုကျွန်တော်ဘာလို့မရောက်နိုင်တာလဲဆိုရင်ကျွန်တော်တို့ကအဲ့ဒီ level တစ်ခုနဲ့တစ်ခုရဲ့ကြားထဲမှာရှိတဲ့စိန်ခေါ်မှုရဲ့အရွယ်အစားကိုတအားကြည့်တယ်အခက်ခဲရဲ့အရွယ်အစားကိုတအားကြည့်ပြီးတော့မှကျွန်တော်တို့ကမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးမလုံနိုင်ဘူးဆိုတော့အတွေးတွေဝင်လာတဲ့အကြောင်းဖရားရဲ့တကူတော့တက်ရောက်လာတက်ရောက်လို့မရခြင်းဖြစ်ပါတယ်ဒါပေမဲ့တော်တွေကငါတို့ဒီလူငါးတော်မကတော့လို့ဘယ်လိုကျွေးမလဲ တကယ်ဆိုရင်တပည့်တော်တွေရဲ့အရှိမယက်နေတဲ့သူဟာယေရှုခရစ်တော်ဟာဒီလူငါးတော်မဟုတ်ဘူးအဲ့တူလာတမျိုးလုံးကိုကောင်းကင်ကနေမာနမုတ်ချပြီးမှထောက်ပံ့ပြီးကြွေးမွေးလာတဲ့ဖခင်ညအချိန်မှာမီးတိုင်နေ့အချိန်မှာမိုးတိမ်အဖြစ်လမ်းပြခဲ့တဲ့ဖခင်တပါးလုံးသူတို့ရဲ့အရှိမယက်နေတာဖြစ်တယ်ဒါပေမဲ့သူတို့ဟာအဲ့ဒီတက်စွမ်းတဲ့ဖခင်ကြီးမြတ်တဲ့ဖခင်ကိုအာယုံဆက်ရမယ်အစား ငါးထောင်ကိုငါတို့ဘယ်လိုကျွေးမလဲဒီလုပ်ကြီးကအရမ်းများတယ်ငါတို့ဘယ်လိုဖြည့်ရှင်းရမလဲဆိုရင်လူအတွေးနဲ့ပပောင်းဆောင်တွေးတဲ့အတွက်ကြောင့်ဖခင်ရဲ့တကူတော့မတက်ရောက်လာတာဖြစ်ပါတယ်ဒီကနေ့ဒီလိုပဲကျွန်တော်တို့ရဲ့တက်တာမှာလဲကျွန်တော်တို့ကြုံနေတဲ့ပြဿနာတွေကိုကျွန်တော်တို့ရဲ့ကိုယ်စွမ်းကျွန်တော်တို့ရဲ့ဉာဏ်စွမ်းကျွန်တော်တို့စဉ်းစားစွမ်းအနေနဲ့ကျွန်တော်နေ့စဉ်ရက်ဆက်ခေါင်းပူအောင်ဘလောက်ပဲတွေးတွေးဘလောက်ပဲစဉ်းစားစဉ်းစားမပြေလည်နိုင်တဲ့အရာဖြစ်ပြီဆိုရင်မိတ်ဆွေတေးချတယ်အဲ့ဒါမိတ်ဆွေကဘာကိုအာယုံစိုက်နေရလဲဆိုရင် မိတ်ဆွေက ကိုယ့်ရဲ့တတ်နိုင်တဲ့ဖျားကိုအာယုံမဆိုင်ပဲမိတ်ဆွေရဲ့ပြဿနာကိုအာယုံတအားဆိုင်နေတဲ့ကြောင့်ဖြစ်ပါတယ်။ဒီနေ့မိတ်ဆွေဖျားရဲ့တကူတော်ကိုမြင်ခြင်းနဲ့ဆိုရင်ဘလောက်ကြီးမားတဲ့အခက်ခဲပဲရှိပါစေ။ဘလောက်ကြီးမားတဲ့ပြဿနာပဲရှိပါစေ။ငါဖျားတတ်နိုင်တယ်။အဲ့ဒီစကားကိုအမြဲတမ်းပြောပါ။ဥပမာအဖြစ်ကျွန်တော်တို့ရဲ့ဖခင်ကကြွယ်ဝတဲ့ဖခင်ဖြစ်တယ်။ ျွန်တော်တို့ဖုန်းဆိုင်သွားတဲ့အခါမှာကျွန်တော် iPhone နောက်ဆုံးပေါ်ကျွန်တော်တို့ဝယ်ရဲဆိုပါတော့ဝယ်တဲ့အခါမှာကျွန်တော်တို့က confidence ရှိရှိအဲ့ဒီဖုန်းကိုကျွန်တော်ယူရဲတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကိုရှင်းပေးမဲ့ကျွန်တော်တို့ရဲ့ဖခင်ကပတ်စံရှိတယ်။ဒါကြောင့်ငါဖေရှင်းပေးလိမ့်မယ်။ကျွန်တော်တို့ကလုပ်ရမယ့်လို့ကယူယုံမယ်။ထုံထုံနည်း၎င်းပဲကျွန်တော်တို့ရဲ့ဘဝမှာတွေးကြုံရတဲ့ဘဝရဲ့ချိုးငန်းဆက်ခါပြဿနာအခက်အခဲအားလုံးကိုငါအဖေရှင်းပေးလိုက်မယ်ငါအဖေဟာငါပြဿနာတစ်ချက်ကြီးတယ်ငါအဖေဟာငါကြုံရတဲ့အခက်အခဲတစ်ချက် ကြည့်တယ်ငါအဖေကငါရင်ဆိုင်နေရတဲ့မလို့လိုအပ်မှုတွေငါရင်ဆိုင်နေတဲ့ချိုးတက်မှုတွေတပိုကျွဲဝတယ်လို့မိတ်ဆွေကခံယူတယ်ဆိုရင်မိတ်ဆွေယုံကြည်တယ်ဆိုရင်မိတ်ဆွေနှလုံးသားထဲမှာအဲ့ဒီစိတ်ဝင်လာရင်ဖခင်ကမိတ်ဆွေတက်တာမှာအလုံးလုံးလာမှာဖြစ်တယ်ဒါကြောင့်မိတ်ဆွေခါနန်ပြည်ကိုဝင်စားခြင်းနဲ့ဆိုရင်ယနေ့လူတန်ကြီးတွေကိုမကြည့်ပါနဲ့မြို့ရိုးကြီးတွေကိုမကြည့်ပါနဲ့အဲ့ဒီခါနန်ပြည်ကိုပေးမယ်လို့ပြောတဲ့ဖခင်ရဲ့ဂတိတော်ပုံကြည့်ပြီးမှရက်တည်ပြီးအသက်ရှင်မှာနောက်တနည်းပြောမယ်ဆိုရင် ကြီးမြတ်တဲ့ဘုရားကိုပဲကြည်ပါကြီးမားနေတဲ့ပြဿနာတွေကိုမကြည်ပါနဲ့နော်အကုန်လုံးကိုတတ်နိုင်တဲ့ဘုရားကိုပဲကြည်ပါခက်ခဲမှုအလုံးစုံကိုတော့မကြည်ပါနဲ့ခက်ခဲမှုအလုံးစုံကိုကြည်မယ်ဆိုရင်မိษွေအဲ့ဒီပြဿနာရဲ့ဝါးမျိုးခြင်းကိုခံရမယ်ဒါပေမဲ့ကြီးမြတ်တဲ့ဘုရားကိုကြည်မယ်ဆိုရင်မိษွေကအဲ့ဒီအခက်ခဲတွေကိုတည်တည်လေးလို့မြင်လာမှာဖြစ်တယ်ဥပမာအားဖြင့်မိษွေကလင်းစည်းတဲ့အခါမှာ လင်းရင်မော်မတက်ခင်ထိမိတ်ဆွေမြင်နေရတဲ့အဆောက်အဦဆယ်ထပ်တိုက်တွေကမိတ်ဆွေတို့အကြီးကြီးဖြစ်လာလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေလေရင်စီးရင်စီးနဲ့အပေါ်ကိုရောက်သွားရောက်သွားပြီးအောက်ကိုကြည့်တဲ့အခါမှာအဲ့ဒီဆယ်ထပ်တိုက်ကမိတ်ဆွေမျက်လုံးထဲမှာတည်တည်လေးဖြစ်သွားတယ်။ဘာကွာတော့လဲဆိုအဲ့ဒီအဆောက်အဦကသေးသွားတာမဟုတ်ဘူး။မိတ်ဆွေရောက်သွားတဲ့ level ကွာသွားတာ။မိတ်ဆွေရောက်သွားတဲ့ level မြင့်လေမြင့်လေအဲ့ဒီအဆောက်အဦကြီးတဲ့ဟာတွေကိုမိတ်ဆွေတည်တည်လေးလို့မြင်လေပဲ။ ထုံနေ၎င်းမယ်မိစေဖယားဝုန်းနဲ့မြမြမွေ့လို့ပြေဖယားတခင်ရဲ့ကြီးမြတ်ခြင်းဖယားရဲ့တတ်နိုင်ခြင်းတကူကိုမိစေများများတိလီလီမိစေရင်ဆိုင်နေတဲ့ပြဒနာဟာတေးသေးလေးဖြစ်နေပါလားဆိုမိစေကောင်းကောင်းနားလည်လေးပဲဖြစ်ပါတယ်ဒါကြောင့်မိစေဒီနေ့ကနေစကျွန်တော်အားပေးခြင်းတယ်လူငါးတော်ကိုပဲမကြည့်ပါနဲ့ယေရှုခရစ်တော်ရှိနေတာကိုလည်းသတိရပါဆိုလိုချင်တာကမိစေမပြေလည်တာတွေကိုပဲထိုင်ပြီးမှအာရုံမစိုက်ပါနဲ့ဖြည့်ရှင်းပေးနိုင်တဲ့ယေရှုခရစ်တော်ရှိတယ်ဆိုလည်းသတိရပါဦး ချိုးတဲ့မှုတွေပဲအာယုံစိုက်ပြီးမှနှလုံးသားထဲမှာနာကျင်မနေပါနဲ့ကောင်းကြီးပေးတဲ့အရှင်ဟာငါနဲ့အတူရှိတယ်ဆိုတော့လေအာယုံစိုက်ပါအောင်လိုအပ်မှုတွေရှိနေလို့လည်းစိတ်မပြတ်ပါနဲ့ငါဘာလို့လို့ငါကိုရှင်းပေးမယ်ငါဖခင်ရှိတယ်ဆိုတော့ကိုလည်းတတိယပါဒီနေ့မိတ်ဆွေအာယုံစူးစမ်းမှုကလိုအပ်ချက်တွေပြဿနာတွေကနေအကုန်လုံးလှုပ်ပေးမယ်ဖခင်ကိုအာယုံစိုက်ပြီးအသက်ရှင်မယ်ဆိုရင်မိတ်ဆွေကခါနန်ပြည်ကိုတိမ့်ပိုက်နိုင်လိမ့်မယ်မှန်တာပေါ့ ယောရှုနဲ့ကာလတ်ကသူတို့ရဲ့ခန္ဓာအင်အားနဲ့ဘလို့လို့ဒီရေခေါမျိုးသိမ့်ပိုင်နေမှာလေဒါမဲ့သူတို့ကသူတို့ရဲ့အရေးချင်းကိုကြည့်ပြီးမှအသက်ရှင်ခဲ့တာမဟုတ်ငါဖားခင်လှုပ်ပေးလိုက်မယ်ငါတို့ကနာခံပြီးလှုပ်ယုံမယ်ဒီလိုပဲမိတ်ဆွေရဲ့ပြဿနာကမိတ်ဆွေမဖြေရှင်းနိုင်ဘူးမိတ်ဆွေမလှုပ်နိုင်မှဘုရားသခင်သိတယ်ဒါမဲ့လှုပ်ရမယ်တကွပါလိမ့်စင်ငါဖားခင်ပြေရှင်းပေးလိုက်မယ်ငါကဒီတိုင်းလေးပဲစီးမျောသွားယုံမယ် တပည့်တော်တွေကလည်းဒီလိုဖြစ်ရပါငါးနှစ်ကောင်နဲ့မုံကားလုံးနဲ့လူ9000ကတို့ကြီးကြောက်ကြည့်ပါဦးဒီလိုရောဘလို့ကျွေးမလဲကြောက်ဆရာကြီးလို့ပြောမယ်စားဘာမှမဖြစ်ဘူးငါးနှစ်ကောင်နဲ့မုံကားလုံးယေရှုလက်ထက်အလိုက်ယေရှုတာဝန်ယူသွားလိမ့်မယ်ယေရှုကျွေးမွေးသွားပေးလိမ့်မယ်ဆိုရင်မိတ်ဆွေအဲ့ဒီလိုမျိုးတို့ကလှုပ်မယ်ဆိုရင်တို့ရဲ့စိတ်ထဲမှာနာကျင်စရာတွေကြောက်စိတ်တွေပူပန်မှုတွေဆိုဝင်လာကြအကြောင်းမရှိဘူးဖြစ်ပါတယ်ဒါပေမဲ့တို့ဘာလို့ပူပန်ရတာလဲတို့ဘာလို့ကြောက်စိတ်တွေဝင်လာရတာလဲဆိုရင် သူတို့ရဲ့အတ္တတာမှာယေရှုခရစ်တော်ကိုအာယုံဆိုင်ရမယ်စားပြတနာရဲ့အရွယ်စားကိုအာယုံဆိုင်တဲ့တကြောင်ဖြစ်တယ်ဒီကနေ့မိတ်ဆွေရဲ့အတ္တတာမှာဖခင်ရဲ့တကူတော်ဖခင်ရဲ့နာမည်လက္ခဏာနဲ့ဖခင်ပြုတဲ့အမှုတစ်ကိုမြူခြင်းမြင်ခြင်းနဲ့ဆိုရင်မိတ်ဆွေရဲ့ပြတနာအရွယ်စားမိတ်ဆွေအခက်ခဲအရွယ်စားကိုမကြည့်နဲ့တတ်စွမ်းနဲ့ဖခင်ဘာမဆိုရှင်းပေးမယ်ဖခင်လှုပ်ပေးမယ်ဖခင် အရာတိုင်းကိုကျမ်းပါစေတဲ့ဗျာတုံညာဘွားကနေတရားရာခိုင်နှုံးကိုပြန်ချီးမြောက်နေဗျာအဲ့ဒီဖျားကိုမိတ်ဆွေရထားတယ်အဲ့ဒီဖျားကိုမိတ်ဆွေအားကိုးတယ်မိတ်ဆွေအဲ့ဒီဖျားကိုပဲအာယုံဆက်ပြီးအသက်ရှင်မယ်စေမိတ်ဆွေကဒီ2024မှာဖျားရတဲ့တကူနဲ့ထူးခြားတော့သူဖြစ်လာမှာဖြစ်တယ်အားလုံးကိုဖျားတခင်နှုတ်ကပတ်တော်အပြင်ဖွင့်ပြရစ်စကားပြောပါစေ